မင်္ဂလာရှိတဲ့ဇာတ်များတော့တတ်မတော်ချင်းမြတ်လူတတ်မတော်တိုင်းပြည်ကိုအမှန်တကယ်ချင်းမြတ်လို့တဲ့လူတွေတိုင်းပြည်ကိုချင်းမြတ်လို့တဲ့လူတွေအကျန်းဖက်ကိုမလိုလားတဲ့လူတွေတတ်မတော်ချင်းမြတ်နိုးတွေတွေအတွက်ကတော့မင်္ဂလာပဲအကျန်းဖက်တွေကိုထောက်ခံဝိုင်းရံအားပေးတဲ့လူတွေအတွက်ကတော့နားထဲကိုတိုင်ယူဘူးတောင်းထည့်တယ်လို့ပဲခံစားရမှာဖြစ်ပါတယ်ဗျဒီနေ့ဦးဇင်းတို့ပြည်ဦးနယ်အနောင်ချုံမြို့နယ်တဲကအုံမဒီအုံမခါဆိုဦးဇင်းခဏခဏပြောတာပါဗျအားလုံးလည်းကြားမှာဗျတက်ကောအုံမဒီအုံမခါလို့ပေါ့နော်ဒီကနေ့မှာတော့ဦးဇင်းတို့တတ်မတော်ကနေမှာ ကိုတလောကဥစဉ်သွားခဲ့တယ်လို့ပဲဖြစ်တော့ဥစဉ်နဲ့ဒီဘိုက်ဘက်ဆိုကီလိုမီတာ900လောက်တော့กว่าမှာပေါ့နော်ဒီနေ့မှလည်းထုံနီတူသွားပါပြီကဥစဉ်တို့တိုင်းပြည်ရဲ့တကယ်တွေ့ရကောင်းနေပေါ့ဗျာတိုင်းပြည်ရဲ့တမတော်တွေ့ရကောင်းတမတော်ဒါတွေ့ရကောင်းနေဟာအကုန်လုံးပေါ့ဗျာနိုင်ငံဝန်ထမ်းတွေ့ရကောင်းနေဟာတိုင်းပြည်ကြီးရင်းချမ်းမို့တိုင်းပြည်ကြီးအေးချမ်းမို့အတွက်ကိုအဲ့ကိုပြန်နာမထားဘဲနဲ့တကယ်ကိုလေးစားစရာကောင်းတဲ့တိုက်ွက်မျိုးနဲ့ PPCC ပေါ်ဆောင်တိုက်ခဲ့ရမှာဥပမာဥမကတဲကော်ဘက်မှာရှိတဲ့ အကျန့်ဖက်တရားအတုံးယုံမဲ့အလောင်းကိုဆွဲအတုံးယုံမဲ့အသေးများပြီးဒိုင်ရန်တန်ချက်တွေများပြီးအလောင်းကိုတောင်မှကုံအောင်မဆွဲနိုင်ပဲနဲ့အလောင်းများနဲ့လက်နဲ့များကိုလည်းကျန်ခဲ့ပါလေဗျာအခုလို့ခင်ဗျားတို့ပေါ့ကိုတော့ပြောတဲ့စကားကိုနားထောင်လိုက်ပြီဟာဖုန်ကြီးကလူဒေတာကိုဝန်တာတယ်ဗာနဲ့ညီတယ်ညာနဲ့ညီတယ်ဗာညာဥစဉ်ကပြောပြီးပြီပဲလူဒေတာကိုဝန်တာလာမဟုတ်ပါဘူးဗျာဒေတာခြေတာကိုဥစဉ်တော့မြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ပါဘူးဗျာနော်ဒေတာခြေတာကိုဥစဉ်တော့မြင်လဲမမြင်ချင်ဘူးကြားလဲမကြားချင်ဘူးတို့ဘင်ဒါပေမဲ့ဥစဉ်တော့အနေနဲ့က ဒီအကျန်းဖက်တွေမရှိမှာပဲဒီခင်ဗျားတို့အုံမလီအုံမကတဲကိုအဲ့ဘက်30ဆိုတော့အကုန်လုံးနေရာတွေတကယ်အေးချမ်းတဲ့နေရာတွေနော်တကယ်အေးချမ်းတဲ့နေရာတကယ်ငိမ့်ချမ်းတဲ့နေရာတွေတကယ်စီးပွားရေးလုပ်ကောင်းတဲ့နေရာတွေတကယ်တောင်းလို့တောလို့တောင်းတာတွေအကုန်လုံးပေါ့ဗျာတကယ်ရိုးသားပြီးတကယ်အမှန်တကယ်အေးဆေးဆေးနေချင်တဲ့သူတွေဒီဒီရနေပလောင်နေပီဒီရအကျန်းဖက်တွေရောက်မှသာလဲဒီနေရာတွေတောလို့တောင်းတာတွေအိုးမဲ့အိမ်မဲ့ပြေးလွားနေရတာတွေအများကြီးပါဗျာနော်အများကြီးပါအဲ့တော့ပြည်သူတွေလည်းဒီအကျန်းဖက်ရဲ့ဌာန်ကိုမခံနိုင်တော့ဘူးအဲ့တော့ဦးစင်းတို့ဒါပြည်သူတွေရဲ့အတံမဲ့ဟာအုံးရေဘယ်နေ့ရှင်းနိုင်မလဲဗျာဘယ်နေ့တပြိုတော့ပြန်ရမလဲဗျာဘယ်နေ့နေရမလဲဗျာ ဒကမိုင်းဆိုတိခန်ဆောင်နေ2025မကြော်စရာဘူးခင်ဗျားတို့ခင်ဗျားတို့နေရာကိုအေးဆေးဆေးပြန်ပြန်ရစေရမယ်ဟုတ်လားဥစဉ်လဲအပိစကားပြောတာပေါ့ဗျာအပိစကားပြောတော့တို့လဲတကယ်ဝမ်းတာလေအခုဆိုလို့ရှိရင်ဥစဉ်တော့ Omnium Omega မှာရှိတဲ့တမလို့တော်များအဲ့ဒီနာယွာနီ60ကျေစုမှန်တယ်များကအပြည့်အဝထောက်ခံဝမ်းရတယ်ဘာဖြစ်လို့ခင်ဗျားဒီဗန်မွေးဆိုလို့ရှိရင်တမလို့ရှိတဲ့အတွက်ကြောင့်ဘယ်အိမ်မှပျက်စီးဘူးဘယ်အိမ်မှမထိခိုက်ဘူးတမလို့မရှိတဲ့နေရာတွေ Omnium Omega တစ်ချိန်ကတို့ပြန်နေဘယ်လောက်နေလဲထက်ပါသွားတယ်အိမ်မှမကောင်းဘူးအကုန်လုံးပျက်စီးဘူးလေနော် ိမ်နဲ့ပစ္စည်းတွေယူတဲ့အိမ်ကိုမင်းရှုတဲ့ရမ်းစရာမရှိအောင်လက်ကော်ဘက်တွေပါတယ်။ဘာဖြစ်လို့လဲ။ဒါဒီနေရာတွေအကြမ်းဖက်ဆိုးမိုးတဲ့အတွက်ကြောင့်ဘာတစ်ခုမှကောင်းတာမကြံခဲ့ဘူး။အဲ့တော့တမန်တော်ရဲ့သူတို့ရဲ့ဂျေဇုတရားကိုကျူရီရတစ်ဖြည်းဖြည်းနဲ့တည်တာ။အဲ့တော့အကြမ်းဖက်ကိုမလိုလားတော့။အဲ့တော့ဒီနေ့လက်ကော်ဘက်မှာတော့မင်္ဂလာရှိတဲ့စကားပါပဲကြာနော်။လက်ကော်ရဲ့အထက်ရွာတွေမှာမင်္ဂလာရှိတဲ့တာနော်။မင်္ဂလာရှိတဲ့နော်အလောင်းတွေအတုံးယုံနေပဲဆွဲပြေးပြီးမှနော်အလောင်းတွေလည်းကြံခဲ့တယ်လက်နဲ့တည်းလည်းရလာတကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ပေါ့ဝမ်းမြောက်ဝမ်းသာသေတာကိုဝမ်းမြောက်ဝမ်းသာဖြစ်တာမဟုတ်ဘူးအဲ့ဒီ တိုင်းပြည်အတွက်ကိုနော်နိုင်ငံတော်ပေးတဲ့လာခံနေပေါ်ပဲဒါထားပါတော့နော်တကယ်တိုင်းပြည်ကိုချစ်တဲ့စိတ်ပေါ့ဗျာတကယ်ငြိမ်းချမ်းမှုကလူလားတဲ့စိတ်နဲ့ခံယူချက်နဲ့ဂျီအိုတွေကိုအေးချမ်းချမ်းနေခြင်းနေစေခြင်းနဲ့စိတ်နဲ့တိုက်တော့ကိုဘက်ကတော့ထိခိုက်တန်တခုမှမရှိပါဘူးဒါကတော့ဘာပြောပြောလက်မတော်သားတွေရဲ့စိတ်တက်ကိုဥစဉ်က ဝမ်းမြောက်ဝမ်းသာဖြစ်တာဖြစ်ပါလေဗျာနော်။သေတာကိုသေလို့ဝမ်းမြောက်ဝမ်းသာဖြစ်တာမဟုတ်ဘူး။ဒါမှမဟုတ်ရားရဲ့ခံယူချက်နဲ့စိတ်ဓာတ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းဖြစ်ပါလေဗျာ။ဒါကတော့ဩမတိဩမခပဲကမှာအောင်ပွဲရတာကိုဥစဉ်တော့ပြောပြခြင်းဖြစ်တယ်။ဥစဉ်တို့မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုံနယ်မှာလည်းနမခရဲ့ဂျေဇူးတိုင်မူကြီးရဲ့နော်။ဂျေဇူးကြောင့်ပေါ့ဗျာ။ဒီလိုရေနံနေသွားတယ်ရေနံနေပါတဲ့ခါမှလည်းတစ်ဖက်ခြံရံပြီးမှ300 300ပြီးခြံရံပြီးမှရေနံနေကိုဝိုင်းရံပြီးတယ်ပေါ့မြုံလမ်းမကြီးမှာထောင်ထားတဲ့မိုင်းမောင်သွားသွားလို့ရှင်းပြီးမထိတတ်အောင်ရှင်းပေးတယ်နော်အဲ့တော့ပေါ့မြုံပေါ့မြုံနယ်သူနေသားတွေ အခုခုခေတ်မှာရှိကြတဲ့ပြည်သူပြည်သားနေသားတွေခင်ဗျားတို့အတိညာဉ်ဖွင့်ပြတင်ပြီလို့ပြောချင်ပါတယ်ဗျဟုတ်ပြီခင်ဗျားတို့ဒီ PDF တွေအကြမ်းဖက်တွေကိုထောက်ခံလို့ခင်ဗျားတို့ရွာတွေအကြမ်းမှုရှိရလားငင်းကြမ်းမှုရောရှိရလားအားမမှာထောက်ခံစားတော့ရလားအဲ့တော့ခင်ဗျားတို့ကိုဒုက္ခပေးရတတ်မတော်ကလားဒီအကြမ်းဖက် PDF တွေကပေးရလားဆိုခုခုခင်ဗျားတို့စဉ်းစားတင်ပြီအခုပန်းတို့နယ်မှာရိတ်ခါလိုရတော့ကြောင့်ရိတ်ခါလာဖို့လေဘလူကလာဖို့လားလဲပန်းတို့နယ်မှာနေရောရှိတယ်စိတ်ရောရှိတယ်အာတတ်မတော်ကရင်တိုင်းကြီးနဲ့ကုန်းတိုင်းကြီးနဲ့ကားတော်တော်ကဖတ်ဖို့လေဒါကတော့ အစိမ့်နေအတွက်ဆိုပြီးသွားပို့တာမို့အနီရောအစိမ့်ရောတဲ့သွားပို့တာတော်တော်မှာအနီအစိမ့်မရှိဘူးပြည်သူသွားပဲရှိတာပြည်သူတွေအတွက်ကိုဒီရိတ်ခါရနေကိုသွားပို့ကြည့်ဖြစ်တယ်စံတဘီကို9000 6000နဲ့ပြေးမစားလို့တမတော်ကဒီစံရိတ်ခါရကိုသွားပို့ကြည့်ဖြစ်တယ်ဒါကိုလဲခွင့်ညွန့်နေမှာရှိတဲ့သူတွေတဘောပေါက်တယ်မှာတွေပါနော်တဘောပေါက်တယ်မှာနော်တပီပိုင်းနဲ့ကျုံမဲ့ဗာနဲ့ကျုံမဲ့ဗာနဲ့ညာနဲ့ညာနဲ့ခင်ဗျားတို့ PDF တွေပညာတွေရွာရဲကျွဲအဲ့ဒါတွေကခင်ဗျဆေးရတော့မပြောပါဘူးအကျန်းဖက်တွေကလက်နဲ့ရှိလို့ရှိရင်တဘောတဲ့ဓမ္မကြီးနေအတူတူပဲ တမ်းမတော်စီကြောင်းလာရင်ခင်ဗျာကြည့်တိုက်ကြပါလားမလုပ်တော့လားတမ်းမတော်စီကြောင်းကခင်ဗျာလည်းဒီကကံမရပဲရှိသေးတယ်ဟုတ်ရေပြာမမရှိတော့ဘူးဒီတာထက်တူကနော်ဆန်းလာပါကြီးကျန်းလာပါကြီးဆိုပြီးတူပေါ်နိုင်ချင်းတဲ့ကောင်တွေကမရှိဘူးပြေးပြီဘယ်ပြေးလို့ဘယ်ပေါ်တော့မသိဘူးတမ်းမတော်ပြန်တော့ရောက်လာတယ်ကဲပြီးတူကအာကိုကမှာပြီးတူကာကိုရေးဆိုတဲ့ကောင်တွေကပြီးတူအတွက်ဆိုတဲ့ကောင်တွေကပြီးတူကတူတူကိုအာကိုကမှာလာတူတူကအရင်ဥအောင်ပြေးနေတာပြီးတူအတွက်ဆိုချလေဗျာတူကလည်းပြီးတူဟုတ်လားချလေဗျာတမ်းမတော်စီကြောင်းလာတိုက်လေဗျာတိုက်ရဲလားဥအောင်ပြေးတာဥအောင်ပြေးတာ ။သုံးနေအောင်အိန္ဒိယမှာဘယ်လောက်စောင့်ကြည့်မကောင်းလဲမိုင်းမှာထောင်းပခဲ့တရအဲ့ဒီမိုင်းကပြူတွေရဲ့နွားတွေပြိဿန်တွေပြူတွေပဲထိတာပြူတွေပဲထိတာအဲ့တော့ပေါ့မြုံနယ်မှာရှိကြတယ်ပခုတ်ကူခဲနယ်မှာရှိကြတဲ့ပြည်သူပြည်သားများအားလုံးသဘောပေါက်တယ်မြည်လို့ပေါက်ကူတော့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျမြောက်ဦး6လမ်းတွင်စစ်တပ်မှဗိုလ်ကြီးညီညီမျိုးဆွေနှင့် ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုတော်လိုက်ရေးတက်များကအရှင်ဖန်းစီရရှိမန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6လမ်းပိုင်းတနေရာတွင်အကျန်းဖက်စစ်ကောင်စီတပ်သားဗိုလ်ကြီးညီညီမျိုးစွေနှင့်ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖန်းမိခဲ့ကြောင်းညောင်ဦးမြို့နယ်ပခခတာဝန်ခံကိုစည်းကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည် လွန်ခဲ့သောတပတ်ခန့်ညောင်ဦးမြို့နယ်ညောင်ဦး၆ကလမ်းပိုင်းတနေရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များလမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ်နေပြည်တော်မှ၆ရေနံချောင်းဘက်သို့ကိုပိုင်ကားဖြင့်စီးလာသောအကြမ်းဖက်စစ်ကောင်စီတပ်မှဗိုလ်ကြီးညီညီမျိုးဆွေနှင့်ဗိုလ်ကြီးစိုးထွတ်ကျော်တို့ကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖမ်းမိတာကတပတ်လောက်ကြာပြီးရတော့တေချာမမှတ်မိတော့ဘူး။ ဒီနေ့မှစိတ်ချရလို့သတင်းထုတ်လိုက်တာပါသူတို့ကားနဲ့နေပြည်ကနေလာတာ6ရင်းနဲ့6ဘက်ကိုသွားဖို့ပါအရက်ဝတ်နဲ့ပဲလက်နက်တော့ပါမလာဘူးသူတို့ကိုစစ်တုံးပန်းဥပဒေရပဲအေးအေးယူဆောင်ရွက်သွားမှာပါအထက်ခရိုင်ကိုလွှဲပေးထားပြီးပါပြီဟုညောင်ဦးမျိုးနယ်ပကဖတာဝန်ခံကိုစည်းကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောကြားသည့်အဆိုပါဖမ်းဆီးထိန်းသိမ်းမှုကိုညောင်ဦးမျိုးနယ်ပကဖအနောက်ချမ်းဆုံးပကန်းဘိုးချိုအဖွဲ့မှလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တုံးပန်းဥပဒေအရအေးအေးယူနိုင်ရန် မြောက်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်ပကဖထံလွှဲပြောင်းပေးထားကြောင်းမြောက်ဦးခရိုင်ပကဖမတဆင်တက်ဆိုင်ရာဝင်ကြီးဌာနကိုလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။မြောက်ဦးမြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိနေပါတယ်။သူတို့စစ်ကောင်စီပြောတဲ့စကားလိုပဲရာဇဝတ်ပေးပြမလုပ်ဘူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေ အပေါင်းပါတွေကိုပြောချင်ပါတယ်ပြီးတော့မိဘပြည်သူတွေအနေနဲ့လည်းစက္ကဆရင်နန်းတွေနဲ့ကမ္မလိုက်ပါနဲ့စက္ကဆနဲ့ဝေးဝေးမှနေပေးကြပါလို့ပြောချင်ပါတယ်ဟုမြောက်ဦးမြို့နယ်ပကဖတာဝန်ခံကိုစည်းကပြောဆိုသည်